ဝင်းနေအကြောင်းမပြောရဘူးတဲ့အာဝင်းနေအကြောင်းမပြောချင်နဲ့တဲ့အဲ့စကားဥစဉ်ကတဆင်ကြတာဥစဉ်အနေနဲ့ကတော့တော်တော်ဟိုသဘောမကျအောင်စိတ်လည်းမကောင်းဘူးနော်ဘုရားရှင်ရဲ့အလိုရှေ့ရှေ့ယဟနာအရှင်မြတ်တရားလိုသာဂရဆရာတော်တို့ရဲ့အလိုနဲ့လုံးဝဆန့်ကျင်တဲ့စကားပဲဝင်းနေအကြောင်းဘာလို့မပြောကောင်းရမှာလဲပြောဖို့ပြောရမယ်ဝင်းနေစရာအမှန်ကဝင်းနေကိုပြောတင်ကြောင်း အကြောင်းအရာထောက်ထားတာကတွေစာမအများရှိတယ်တကယ်တော့ညဇောဘုရားကိုတော်တိုင်းနေမင်းလည်းဘုရားလက်ထက်ကရှင်သာရိပုတ္တရာရှင်မောက္ကလတို့ကိုဦးဆောင်ပြီးတော့ဝိနည်းအကြောင်းအပြောဖို့ရပြုလုပ်ခဲ့သေးတာပဲဦးဇနကုလတို့ကသိခါဖို့မှာအတ္တစီပုဏ္ဏပတုကယဟန်တရားဂိတာဂိတိဇနဘုံမှာတခါတဲ့လက်လာဘကိုရှေ့ရှုပြီးတော့ဘုရားဟောတဲ့အတိုင်းမကျင့်သုံးကြဘဲနဲ့ဝိနည်းကလေးဖောက်ပြန်ပြီးတော့သူတို့ဘာတွေလုပ်ကြအောင်ဆိုတော့ ကလေးတွေကိုကလေးလိုချော့မြူပေါင်းတဲ့ကလေးချော့ကလေးထိန်ပုံနေပါလေပေးကလေးတွေနဲ့အတူဆော့လူကြီးဆိုရင်လည်းကတဲ့လူကြီးတွေကလာနဗန်းသက်လက်ဝဲခတ်တခြင်းဆိုးကကြခုံကြတောက်ကြစားကြအမျိုးသမီးတွေလည်းဟိုဟာလက်ဆောင်ပေးတရားလက်ဆောင်ပေးလူတွေကအเจ้าကိုလာရင်လာမလာရင်ရွာတဲ့ကိုသူတို့ကိုယ်တိုင်သွားလူတွေနေသွားရှောက်နေစည်းယုံအဲ့ဒီလိုလက်လာပါရှေ့ရှုပြီးဒါကမှယာကြီးလက်လာပါယာကြီးအတွက်လူအတိုင်းအဝိုင်းများကြီးအတွက်ရည်ရွယ်ပြီးတော့ ဘုရားရှင်ရဲ့အဆုံးအမကလည်းဆန့်ကျင်ဖောက်ဖောက်ပြန်ပြန်ကျင့်နေကြအဲ့ဒါကိုပဲဓမ္မတရားလည်းဝိနည်းကိုမသိတဲ့အခါကျတော့ဘာလို့ကြတော့သူတို့ကလည်းအဲ့ဒါအမှန်ထင်ပြီးတော့လိုက်အပိနေတာအာအတိတ်သဘောကောင်းတာပဲဘာလို့အကျိုးစီးပွားဆောင်ရွက်တာပဲတို့အတိတ်ကူညီတာပဲတောင်းပန်အတိတ်ဖော်ရွေတာပဲဘုန်းကြီးကပရိယပရိပတ်သင်ချင်းကျင့်ချင်းဆိုတာကိုယ့်လောက်ကိုမလောက်ဖဲနဲ့ ဓမ္မရဲ့အောက်ကိုအောက်ကျုပ်ပြီးတော့ဓမ္မရဲ့နဲ့ခံအောင်မအောင်ပေါင်းပြီးတော့လူမှုကိစ္စတွေလိုက်လုပ်ဒီလိုလူကိစ္စတွေလိုက်လုပ်နေတာကိုအမှန်ထင်ပြီးတော့ယုံကြည်အားကိုးနေတာဒါဝင်နေတဲ့ဟာဘုန်းနဲ့မညီဘူးဘုရားရှင်ရဲ့တရားတော်နဲ့မညီဘူးဆိုတာသူတို့လုံးဝမသိရှာကြဘူးဒီနေ့ဝင်နေတဲ့တရားတော်နဲ့အညီအရှင်သူမြတ်တပါအဲ့ဒီရွာကိုဆုံးခံဝင်လာတော့သင်္ကားယုံတာကိုကောင်းကောင်းမမြင်ဘူးတဲ့အဲ့ဒီဓမ္မတွေတခါတည်းကဘာအောင်ဆိုတော့ဘာလဲဒီကိုယ်တော်ကသင်္ကားကြီးယုံပြီးတော့ မျက်မှောင်ကြီးကုတ်ပြီးတော့မလီစိတ်ဆိုးနေတယ်လို့ပဲသူကြည့်ရတာကဖြစ်ရောင်းပြန်ပြတ်သွားတယ်တကယ်တန်ကအဆက်အမဝဏိနဲ့အညီနေတဲ့တန်ကအဆက်အမကိုမကြည်ညိုတတ်တော့သောပတိပန္နာဥသောပတိပန္နာခုံရှိတဲ့နာရီကိုမကြည်ညိုတတ်တော့အဲ့ဒီအတ္တဇိပုနာပတုကယဟန်နေဝဏိပြယဟန်နေကိုသာကြည်ညိုကြတဲ့အတွက်ကြောင့်မလို့ကြည်ညိုတာမဟုတ်တာခင်တယ်လို့ခေါ်တယ်ဒါမျိုးကကုသိုလ်မများဘူးသာသနာအတွက်အကျိုးမများဘူးသာသနာကွယ်ချောင်းပါ ်ရှင်ကောင်းရာကောင်းနေမကြင်ညိုတတ်တော့ဘူးမကိုးဝဲတတ်တော့ဘူးအဲ့ဒါကြတော့ရှင်ကောင်းရာကောင်းနေတယ်ဘုရားရှင်အဆုံးမအစစ်မှန်နေကိုသူတို့မကြားရမနာရမကြားရမနာရတဲ့အခါကျတော့ဘုရားရှင်အဆုံးမအစစ်မှန်နေအဲ့အစင်မြတ်တွေနဲ့အတူပျောက်ကွယ်သွားတယ်မကောင်းတဲ့ပုံစံတွေကတော့ဓမ္မတွေအားပေးထောက်ပံ့မှုကိုရပြီးအားကောင်းလာပြီးတော့သူတို့ထင်တိုင်းပါဏာတော်ကိုစိတ်တိုင်းကြဖြတ်စည်းကြအဓိကပါတော့ဆိုတော့လူတွေဝင်းနေမသိလို့အားနဲ့မြတ်စွာဘုရားကရှင်သာရိပုတ္တရာရဲ့ရှင်မောကလန္တကိုလှော့ပြီးတော့ အာတန်ကလည်းအများကြီးခေါ်ပြီးလှုပ်ရတယ်တပါးနှစ်ပါးဆိုရင်ဒါမရဘူးအဲ့ဒီစီလှုပ်သီလာပုံကိုယ်တွေကကြမ်းတမ်းတယ်သူတို့လက်မပါကိစ္စနဲ့ပတ်သက်အရှင်ကောင်းတို့ဆဲဖို့လည်းဝန်မလေးဘူးဒါဆဲလို့ရှင်တောက်ကလာတို့ရှင်မောက်ကလာတို့ဆုံးမတာကိုဆဲလို့ဒီတခါဘုကဖြစ်လာတာအဲ့ဒါအရှင်မြတ်တွေတွားပြီးအဲ့ဒီရွာဒါရကမတွေလူတွေကိုတခါတော့ဝင်းကြီးအကြောင်းတွေဟောလူတွေဝင်းကြီးနားလည်ပြီးဆိုမှအဲ့ကတော်တွေကိုကြောင်းတိုက်တွေကနှင်ထုတ်ဒီတိုင်းမထွက်ဘူးမထွက်တော့နှင်ထုတ်ရနှင်ထုတ်ပြီးတော့တန်ဃာတွေကိုပြန်တောင်းပန်ဝန်ဆောင်ပြီးကိုယ့်အပြစ်ကိုသိခံပြီးတော့ကောင်းမွန်မွန်ကျင့်လာမှုတန်ဃာတွေကိုပြန်ဆဲသေးတယ် ဒါပေမဲ့ဒါရမတွေကဝဏ္ဏီအကြောင်းသိသွားပြီဆိုတော့သူတို့အားပေးမဲ့လို့မရှိတော့အဲ့ဒါဗျာရှင်တရကလက်စွာဗျာကလွတ်လိုက်တာဆိုတော့ဒါရမတွေကဒီတန်ဃာတွေကိုရှင်သာရိပုတ္တရာတို့ရှင်မောဂလန်တို့ကိုကြီးညိုသွားတော့အမဝဏ္ဏီနဲ့အညီကျင့်သုံးနေတဲ့တန်ဃာအစစ်မှန်တွေကိုကြီးညိုတတ်သွားအမြင်မှန်တွေရသွားဝဏ္ဏီကိုနားလည်သွားတဲ့အခါကျတော့သူတို့အားပေးမဲ့ပုံပုံမရှိတော့အင်ကောပပြောက်ပြီးတော့သွားတာပေါ့ဒါဗျာလက်ထက်ကအကြောင်းဒါကိုကြည်ချင်းအပြင်လဲဝဏ္ဏီလူတွေကိုမပြောတဲ့မှုဆိုတာလုံးလုံးမဟုတ်ဘူးဘုရားအလိုနဲ့ဆန့်ကျင်တယ် နောက်တစ်ခုဒုတိယသံဃာယန္တာခက်မှာဒီလိုပဲပေါ်သလားအတိုင်းဟာဝိဇိပုဒ္ဒကယဟန်နေဟာဘုရားဝဏိတရားတော်ကလည်းစန့်ခြင်းပြီးအာရမဝတ္ထု၁၀ပါးဆိုပြီးသူတို့စိတ်ထဲလိုရာဆွဲပြီးတော့လိုက်နာကျင့်သုံးနေကြအဲ့ဒါတွေကိုတခါတည်းကြားတော့အရှင်ယတ္တလို့ခေါ်တဲ့ယဟန်နာအရှင်ယတ္တကြီးကတာရှင်တို့ဒီလိုမလုပ်ကြနဲ့ဒီလိုမလုပ်ကြနဲ့လိုက်ပြောတယ်မြောင်မရတာအာရမတွေပြောအာရမတွေလက်မခံလက်မခံတော့ပရိသတ်ရဏိယခံပြတယ်ကိုရောကြီးဒါအာရမတွေတရားတရားပြအောင်လုပ်လိုက်တယ် သွားတောင်းပန်ရမယ်ဆိုတော့သွားပြီးတော့တောင်းပန်သူဘယ်လိုတောင်းပန်သလဲဆိုတော့ဒကာကြီးဒကာမကြီးတို့ဦးစင်ကလေဒကာမကြီးတို့ကိုဒီလိုဝဏ္ဏတရားတော်နဲ့အညီပြောဆိုမိပြီးတော့တရားတရားဖြတ်မိပါတယ်ဒီလိုဝဏ္ဏတရားတော်နဲ့အညီပြောပြီးတော့သင်တို့ရဲ့တရားတရားကိုဖြတ်မိပါတယ်ဆိုလိုက်ပြောလိုက်တာကဲရဟနာရှင်တကြီးဝဏ္ဏအကြောင်းလိုက်ပြောတာကိုကြည့်လေဝဏ္ဏမပြောကောင်းဘူးလေလားလူတွေကမှန်လားရှင်တို့အဲ့ဒါမှန်မှုနော် အဲ့ဒါနဲ့အကူရော်တွေကသူတို့အဆက်ခွဲခဲ့တယ်လူတွေနဲ့သူတို့ကြောင့်အကျဉ်းပြအောင်လုပ်ခဲ့တယ်ဆိုပြီးတော့โอเคပဏိယကံပြုမယ်လို့တော့အဲရဟနာရှင်မြတ်ကြီးကဒါတခုမှအဲရဟနာရှင်မြတ်ကြီးကိုဝိုင်းရိုက်မလို့တဲ့အဲ့ဒါနဲ့အဲရဟနာရှင်မြတ်ကြီးကတကုန်းနဲ့ပြန်ကြောက်သွားပြီသူ့လိုပဲရဟနာရှင်မြတ်တွေသူတော်ကောင်းတွေကိုလိုက်ပင့်ပြီးအပန်း900ဆုပ်ပြီးတော့ဝေသာလိပြည်ဝစီတိုင်းကိုလာတဲ့အခါအာရမအများကဒီရှင်ပြတ်ရဟန်းပြတ်တွေကိုဝင်းနားမလဲတဲ့အခါကျတော့မသိနားမလဲတဲ့ဓမ္မတွေကဝင်းနည်းကိုမတက်မသိနားမလဲတဲ့ဓမ္မတွေကများတော့ဘယင်းတဲ့တော်တိုင်းပြည်သားတွေကအားပေးနေကြတယ်ယုံကြည်နေကြတယ်သူတို့စကား ဲ့လိုယုံကြည်လက်ခံတဲ့ခါကျတော့ရှင်ဘုရင်အကူအညီနဲ့ဒီသာနာပြုဖို့ကြွလာတဲ့အရှင်မြတ်တွေကိုစစ်တမ်းနဲ့ဖန်ဆီးတက်ဖြစ်ဖို့တောင်းသူတို့ကြိုးစားခဲ့ကြတယ်။နောက်ပိုင်းမှာအမြင်မှန်ရပြီးတော့အဲရဟန္တာရှင်တွေကိုတိုင်းပြည်ကိုပင့်ပြီးတော့တခါတည်းငါရနာတွေပါတယ်တင်းပြီးတော့သာနာကိုပြန်ပြီးတော့ပြုခဲ့ကြတယ်။ဒါဝင်းကြီးမပြောကောင်းဘူးလား။ဒီငါရနာကိစ္စမှာဝင်းကြီးနဲ့ပတ်သက်တဲ့ငါရနာပဲဒီငါရနာကလည်းတရိယာငါရနာခက်လာဒီတိုင်းပဲအဘောက်ကမင်းလက်ထက်ဝင်းကြီးနဲ့အညီရှင်ရဟန်းပြုတ်ပြီးတော့ ဒါမှဝင်းရရနဲ့အညီကျင်သုံးနေထိုင်တာမဟုတ်ဘဲနဲ့ကိုကကိုတင်ငန်းကောက်ပြီးတော့ထင်ရတယ်လောက်ကြတဲ့ကိုတော်တွေများလာတော့တန်ငါပေါ်မှာဥပုပ်ကံတွေပဝရဏကံတွေပြတ်တောက်သွားလို့ဒါကိုအတော်ကမင်းကြီးကလည်းမသိရှာဘူး။ဒါကတင်ငါတွေခါတယ်မညီမညွတ်ဖြစ်ကုန်တယ်အရှင်ကောင်းအရှင်သာတွေစိတ်ဆင်းရဲကုန်ရတယ်။ဒါနဲ့အဲ့ဒီအကြောင်းအကြောင်းတင်ငါညီညွတ်အောင်ဆိုပြီးအတော်ကမင်းကြီးအမတ်တယောက်ကိုခိုင်းတယ်ဒါအမတ်တယောက်ကနားမလဲတော့အိုးဝင်းနည်းနဲ့မညီတဲ့ပုံကိုယ်တွေအလိုက်ထက်လက်လာမရှာရေးတော့ဝင်လာတဲ့ပုံကိုယ်တွေကြတော့ဒါကသူကမတတ်ဘဲနဲ့ ရားရှင်အဆုံးမတဲ့ဖြောင်းဖြောင်းတန်တန်ကျင်လုံးနေတိုင်းတဲ့အရှင်ကောင်းစင်တဲ့သူကောင်းဆရာတက်မိပါရဲ့အဲ့ဒါနဲ့အကျဒနာကြီးပေါ်လာတော့အတော်ကမင်းကြီးကိုဓမ္မဝိနည်းကိုကျွမ်းကျင်နားလည်အောင်ရှင်မမောက်လေးကဗုဒ္ဓတိတ်တာမထေရသင်ပေးပြီးတော့အဲ့ကိုတော်တွေကိုလိုလဲပြရတဲ့အတူရောင်းနေစင်တူရဟန်းတို့ဝိနည်းနဲ့အညီရှင်ဟန်းပြုမလာတဲ့ပုံကိုယ်တွေဒါရညာဒါရမဒါလို့ဘာလို့သူတို့ဒီလိုဖြစ်လာရအောင်လဲဒါရမတွေကအစစ်အမှန်နဲ့အတူရောင်းမခွက်တတ်လို့ဒီရဟန်းတွေကဝိနည်းနဲ့အညီဖြစ်နေတဲ့ရှင်ကောင်းရဟန်းကောင်းတွေလားဝိနည်းတရားတော်ကလည်းဖောက်ပြန်ပြီးတော့ အမအုန်ရနဲ့စကြည့်မယ်သူတို့လှုပ်ချင်ရတယ်လှုပ်နေတယ်ကိုတော်တွေလားဆိုတာမသိဘူးမသိတော့အမအကိုအားပေးမယ်အမအကိုအားပေးမိတဲ့အတွက်ကြောင့်ဒီလိုဖြစ်ကြတာဒါကဘာလို့အနေကြီးတယ်လို့ဆိုလို့ချင်တယ်ပါဝနာကွယ်ချောင်းအမတန်အနေကြီးတယ်ဒါကအဲ့လိုပုံကိုယ်တွေကိုဒါရမတွေကဝင်းနီးနားမတယ်တော့အားပေးရောအားပေးတော့သူတို့ကတခါတည်းအရှင်ကောင်းရဟန်းကောင်းတွေကိုလွှမ်းမိုးဖိစီးနှိပ်စက်ပြီးတော့မနေနိုင်မထိုင်နိုင်အောင်ကောင်းကောင်းသာသနာမပြုတ်နိုင်အောင်နေရာတကာဝယ်လန်းနေမှာစလူရှိသူရှိလူွယ်သူွယ်ဘယ်နေရာမဆိုညနာမရအောင်နှိမ်ချိုးချိုးဖဲ့ပြီးတော့အဲ့ဒါသူတို့ကဖိနှိပ် ်ပြတဲ့အတွက်ကြောင့်အရှင်ကောင်းရန်ကောင်းတွေတဖြည်းဖြည်းနဲ့တချို့လူထွက်ခြင်းထွက်မဲ့တရားတရားတွေပြတ်ပြီးတော့သူစိတ်ဓာတ်တွေကြာပြီးတော့တချို့လည်းပဲလားအရာတဘာကိုပြောင်းရွှေ့ရင်ရွှေ့သွားလိမ့်အဲ့အရှင်ကောင်းအရှင်ကြီးတွေဓာရမတွေလည်းတဖြည်းဖြည်းဝေးသွားပြီဓာရမတွေလည်းဝင်းကြီးတွေသူကောင်းတရားတွေကိုမသိတော့တဲ့အတွက်ကြောင့်တဖြည်းတဖြည်းနဲ့ဘုရားရှင်ကအဆုံးမအစစ်မှန်ပါဒနာတောင်းပါပဲအရှင်ကောင်းအရှင်ကြီးတွေနဲ့တို့ကွဲသွားနိုင်တယ်ဒါမှမဟုတ်ရှိသဂရာဆရာတော်ဆရာကြီးတွေရှေ့ရန်နာရှင်ကြီးတွေကဝင်းကြီးအထိတွေသာသနာတည်တယ်ဝင်းကြီးဒီမှာသာသနာတည်မယ်ဝင်းကြီးကွဲရင်သာသနာကွဲမယ်လို့မဲ့တော်မူခဲ့ကြတယ်ဖြစ်ပါတယ် ဒါရီဆရာတော်ဘုရားကြီးကလည်းလူတွေဘာလို့ဝင်းကြီးမပြောကောင်းရမှာလဲလူတွေဝင်းကြီးနားမလဲလို့ရှင်သူတို့နဲ့နေဆရာသူတို့ဆရာသူတို့အမျိုးတွေရဲ့ရှင်ပြရဟန်းပြတဲ့စကားကိုနားဝင်ပြီးတော့သာသနာပြုရဟန္တာပုဂ္ဂိုလ်အပားတထောင်ကြွလာ၍သာသနာပြုတော်လည်းပဲအကျိုးရှိမည်မဟုတ်ဆိုပြီးလေဒီဆရာတော်ဘုရားကြီးရဲ့စကားလည်းပဲရှိပါတယ်နော်အဲ့တော့ဝင်းကြီးဟာရဟန္တာရှင်ပြတဲ့ရဲ့အလိုမြတ်စွာဘုရားရဲ့အလိုခြေသူတော်ဆရာတော်ကြီးတွေရဲ့အလိုဆိုဝင်းကြီးဘာလို့လူမပြောကောင်းရမှာတော့ဝင်းကြီးပြောကောင်းတာပေါ့များများအပြီလေတောင်ပါတောင်ကောင်းသေးဗျာ